င်္ဂလာပါဘာမစ်လိုက်ပြီးအော်ဒီယိုကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဘာမစ်လိုက်ပြီးအော်ဒီယိုပရိသတ်တွေအတွက်ဒီကနေ့တင်ဆက်ပေးမယ့်စာအုပ်လေးကတော့စာရေးဆရာမမဆန္နာရဲ့ဝတ္ထုတိုများတွေက27ရာစုအကျိုးအုံနောက်များဆိုတဲ့ဝတ္ထုတိုလေးပဲဖြစ်ပါတယ်အစင်းသေးဖြစ်ပြီးဆိုရင်တော့အစီအစဉ်တင်ဆက်ပေးမယ့်အင်ဒရီနဲ့တူတူနားဆင်ကြအောင်လားရှင်ယထားပေါ်မှာတူဝီစင်းပြီးဘူတာကြီးအပြင်ဘက်ရောက်တော့မှဥခင်မောင်ဟာတံပြင်းကိုဟင်းကနေချမိတာပေါ့ မိအောင်မင်းမင်းအောင်မှာကို့အာယုန်လေးကိုပြာမှန်ခက်လှူရှားနေတဲ့သူတွေကိုညီငယ်စွာငီးကြည့်ရင်းနဲ့ပြန်တော့ရရင်ကောင်းမလဲဆိုပြီးတော့လဲစဉ်းစားနေမိတယ်။ခေယောင်ကတာဂီတာမှာလွင်းနေကသူ့ဝင်နာမှာနှစ်ယောက်စလုံးဝေးတာကြည်ပဲအင်္ဂါလေးကျင်းတာကြည်ပဲဥခင်မောင်ကတွင်းနေတော့သူ့ကိုမင်းကလေးတူကကိုတဆောင်တိုက်သွားတာပေါ့အခုခေပုံစံအတိုင်းသပင်တူတူထမိန်တူတူနဲ့အတွနေအဖက်တွေပါတဲ့အင်ဂျီကခပ်ပွားပွား ခွားမြေဖနက်ကားလေးသုံးလက်မှရေမွေးနံတင်းပြန့်ပြန့်တဲ့အတူနောက်လည်းမကြည့်ပဲ sorry လို့ပြောတာတွေအတန်းသာလွင့်ပြီးတော့ကြံရိတ်ခေတာပေါ့မင်း sorry တာကအေးမကြည့်ဘူးကငါပစံအိမ်မှာရှိသေးရဲ့လားသူ့တိုက်ပုံအင်ကြီးအတွင်အိမ်မှာထည့်ထားတဲ့တရေပစံအိမ်ကလေးကိုဥခင်မောင်ကကမန်းကလေးစမ်းကြည့်လိုက်တဲ့ဟိုတခါတော့ကလည်းရေမွေးနံတသင်းသင်းနဲ့ကောင်မလေးနှစ်ယောက်သူ့ကိုဝင်းတိုက်ပြီး sorry လို့ပြောသွားစဉ်ကပစံအိမ်ကလေးပသွားတာကိုသူဟာမမေ့သေးဘူးဦးလေး ကားယူသွားမလားသူ့ရဲ့ဘေးမှာကပ်ပြီးပြောလိုက်တဲ့အတန်ကြားရတော့ငါဘယ်သွားရရင်ကောင်းမလဲဆိုပြီးအပြေလော်လေးစဉ်းစားမိပြန်နေခရောင်မိမကကော်တရာမလင်းရဲ့ယောက်ျားကဘူးဆက်ဆက်နဲ့တနာရင်တော့တဲခုခံတဲလာရင်ကောင်းပါပဲဆိုပြီးတွင်းနေမိတော့မှကားဆရာလေးကကားယူမလားဦးလေးလိုထပ်မိတယ်။အေးကွာသူ့ဝနဘလောက်လဲကွာဂိတ်ဆုံးလားဗျ။ရင်းနေတာဒီမှာကွာအဲ့ဒီထိလမ်းကောင်းပါလေ။ ရင်းနဲ့သားဘယ်ဘက်လာညာဘက်လာဦးလေးဘယ်ဘက်သားလမ်းကောင်းတာဗျညာဘက်ကတော့တိတ်ပြီးတော့မကောင်းတော့ကားဆရာကလည်းလမ်းကိုအတော်ကျွမ်းဟန်ရှိတော့ဥက္ကမောင်ပြုံးရင်နဲ့တက်ပြင်းချမိတဲ့တိတ်မဆိုးပါဘူးကွာဟိုးဟိုးထွက်တည်လည်းမသွားရပါဘူးဇိမ်းလုံးတင်ပါကွာ90ပဲထားလိမြတ်စွာဘုရားကြီးဥက္ကမောင်ရဲ့မျက်လုံးအစုံဟာရှေ့ကိုပြူးထွက်လာတာပေါ့ဒုက္ခရောက်တဲ့အခါမှာရံပန်ရံကာတတိယတတိယဖျားရှင်ကိုရက်ဆက်လာကြည်လားကွာ ဆင်းလုံးငားတာမဟုတ်လားဦးလေးရကားငားတာဆင်းလုံးငားတာမဟုတ်လို့တပိုင်းနဲ့ငားလို့ရသလားငားလို့ရဦးခင်မောင်ကလည်းဦးကြောင်ကြောင်နဲ့ဘူးဆက်ဆက်ပြောတော့ကားဆရာလေးကသူ့ကိုအာရန်ကောဆိုတဲ့မျက်နှာထားနဲ့စိတ်ပြက်လက်ပြက်ကြည့်တာပေါ့ရတာပေါ့ဗျနှစ်ဦးဆက်ပြီးငားရင်တပိုင်းလေးဦးဆက်ငားရင်တစ်စိမ့်ဗျအေးဦးလေးကဘယ်ရလာတာလဲခမရတော့ကဟေးတော့ကကွာကားဆရာလေးရဲ့အမေက ခမရတော့ကလာလားလားဆိုပြီးတော့အတိပဲတက်ရောက်တယ်လို့ထင်တာကြောင့်လေဥခင်မောင်ကခရွေဖြီတာပေါ့နောက်မှတော့ကလာတဲ့တော့သားဆိုပြီးပို့ဆိုးနေမှာအခန်းလို့တွေးမိရင် ကားစရာကိုမတိမတာမျက်ဆောင်ကြည့်မိလိုက်တယ်ကားစရာကိုမတိမတာမျက်ဆောင်ငေးကြည့်မိတာပေါ့ရန်ကုန်သားတော့ရောက်နေလို့ဟေး ဆိုပြီးတော့အဆက်ဆက်မရှိပြောရင်အဟမ်အဲ့လိုခနေပြီးတော့ချောင်းလေးဟက်မိတာပေါ့ ားဆရာကတော့သူ့ကိုဂယုပြုတ်မအားဘူးအထုပ်ဘိုးကြီးဆွဲပြီးဖြတ်သွားတဲ့သူတအုပ်ကိုကားယူမလားအကိုကြီးလိုလှမ်းမိလိုက်တယ်အေးတဲခိုကမ်းမှာတင်းလိုက်ရင်လောလောဆယ်တော့ကားကတက်တာသွားမှာပဲဒါပေမဲ့အစည်းအဝေးကချက်ချင်းပြီးမှာမဟုတ်ဘူးရက်ရှည်အောင်မေးရက်ဆက်အောင်မေးဆိုရင်တပတ်စရေကြာသွားနိုင်တယ်တဲခိုစရေကောစားစရေကောထောက်လိုက်ရင်တော့မလွယ်ဘူးကွာငါရမယ်တီအီတီအီလေးတွေကိုမစုမိတဲ့ပြင်အိတ်သေးကတော့ပြေပါသွားအောင်မေးကွာ သူလည်းတွေ့ရင်ရှေ့မှာအသာချထားတဲ့ယူရီယာချင်းကိုကောက်ဆွဲတယ်။ကဲကွာမင်းပြောသလိုစက်တူစီးတာပေါ့။စောင့်တော့စောင့်ရမယ်ထင်တယ်နော်။ခဏပါပဲဗျာ။သူ့ကိုကားစီယာကလေပင်ကခတ်အိုခတ်ဟောင်းကလေးစီကိုခေါ်လာတယ်။ကားနောက်ခန်းကိုလှမ်းတက်လိုက်တော့သူ့ကိုအလေးရေကြောင့်ကားကလေးကဣသွားတာပေါ့။သူ့ဝနာသွားမယ်။ကြောင်မြောင်တောင်းမွေးပသိညွန့်ရောက်မယ်နော်။ကားစီယာရဲ့အတန်ကိုနားထောင်ရင်ရှက်အင်းကြီးထဲမှာထိတ်ထားတဲ့ ေဆက်ကူအတကလေးကိုမတိမတာစမ်းကြည့်မိတယ်။စက်တူစီရတော့15ကျပ်20တော့ပေးရမယ်ထင်ပါရဲ့ကွာ။ဟိုတခါကသမီးကိုဈေးလွတ်လိုက်တော့ကဝတ်သားတွေကလည်းမှားပြီးတော့ငွေပိုအန်းနေတဲ့။သမီးကငွေ40ပေးလိုက်ရတယ်တဲ့။အခုလည်းကားဆရာကမှားပြီးတော့ပုံများအန်းနေမလားမသိဘူးကွာ။ဥခင်မှာစဉ်းစားနေရပေါ့။ပုံများအန်းလာရင်ကွာ။ငါကသမီးလေးလိုလေလွယ်လွယ်ကူကူပြန်များပေးပြပါမလားမသိဘူး။ ူကလည်းဓာတ်ရိုက်မဖြေငောင်းဝင်ငွေကတလတထောင်လောက်ရှိတာပဲဒါပေမဲ့တလတလဇီးဟိနေပဲလုံးလေချလေလိုက်နေရတယ်ပတ်စံ40ကိုလက်ထဲရောက်လာရင်ကံကောင်းလို့ဘောကွာ ဆိုပြီးတော့ဝိလေကြောင့်ပဲလဲတွင်းနေမိတာပေါ့အိုးငါဘာတွေတွင်းနေရလဲပိုအန်းကြီးပြန်ပေးရမှာပေါ့ဥခင်မောင်ကသူ့အတွေ့ကိုဂမန်ကလေးပြင်ဆင်ပြီးတော့တွေးတယ်အဲဒီခါကားဘော်ကိုနောက်ထပ်လူ၃ယောက်ကလည်းတက်လာတာပေါ့အမျိုးသမီးက၂ယောက်အမျိုးသားက၁ယောက် အမျိုးသားစီကခြွေနဲ့ရားပြီးအမျိုးသမီးနှစ်ဦးရဲ့ချင်းနှောင်းနဲ့မှမစီမာဇီးတီတုံအနှံ့ကလည်းပြန့်ထွက်နေတာပေါ့အမျိုးသားကလက်ဆွဲအိတ်တလုံးနဲ့သာပါလာတယ်အမျိုးသမီးနှစ်ဦးရဲ့အထုပ်ပိုးတွေကလည်းမနှဲလာဘူးပေါ့အခုစိတာကတပိုင်းလားတစ်စိတ်လားဘာလဲကိုမသိဘူးဟိုလူနဲ့ဒီအမျိုးသမီးတွေကတော့အတူတူဟုတ်ပုံမရဘူးသုံးဖို့တဖို့များဖြစ်မလားမသိဘူးကားစရာကဘလို့ဝေပုံချပြီးတော့တောင်းမယ်မှန်းလည်းမသိဘူးကွာ ဥခင်မောင်တွင်နေစဉ်မှာကားဟုတ်ကလေးဟာကတ္တရာလမ်းပေါ်မှာတင်းဤတန်ရင်နဲ့ပင်မစာဆပြီးတော့ပြေးလာတာပေါ့ကားအင်ဂျင်တန်းကလည်းဝီဤဝီဤနဲ့သတိစံတကောင်လို့ညှိတော်အောင်မြင်နေတယ်နေ့ငါပြောသားပဲတရုပ်စတွေက၃လေးချက်သာတင်လို့ကောင်းတာဘာမှမမြက်ပါဘူးလို့တပူးနဲ့မခွက်ဝဲလာတာကမှဟုတ်ဦးမယ်ကွယ်ဘာများလို့လဲတပူးနှလုံးနဲ့မခွက်ကလေးသုံးခန့်များတော်သေးရဲ့ဖန်ခွက်လေးနှစ်ထာစင်ပါလို့နော် ဘာလို့မှာတော့မြင့်မာကနည်းနည်းရေကွင်းမှာဆိုလို့တလန်လုံးဖျားတာနေရနဲ့မကမီဘူးနော်ငါတို့ဝဲတာကလည်းမဟုတ်သေးပါဘူးဟေးဟိုဆန်းဆန်းဒီဆန်းဆန်းနဲ့အမကလည်းအတော်ဆုံးလို့အာသူပါသွားတာပဲဟာဇီဟိတ်ကြီးအောင်နည်းနည်းပပဝဲလာတဲ့ဟာကိုတကယ့်ကုံတဲ့ကြီးတွေလို့တော့ဘသူကတွက်မလဲနော်အေးဟေးအသွားလုံးကဇောင်းပါတိတ်တွေလေး၁၄၅၀ဆွေးသွားမြင်ကောင်းပါအမျိုးသမီးနှစ်ဦးကလည်းအချီအချာပြောနေကြတာပေါ့ မျိုးသားတွေကတော့ကုန်းတမျိုးမျိုးဝါရင်အိတ်ငိုက်တလို့ငိမ့်နေတယ်။อืมငါလည်းလက်ကြီးပဲလာမိတယ်။သူတို့ပြောတယ်လို့ဘာကလေးညာကလေးဆွဲလာမိရင်ကောင်းပါ။၄60မြက်လည်းမစိုးဘူးပေါ့ကွယ်။ကလေးမို့ဘူးရတာပေါ့။ထမင်းကြာရေဘူးနဲ့ရေခွက်တာပါတာကြောင့်လေခြောင်နေတဲ့လေယူရီယာချင်းကိုငုတ်ချင်းရင်ဥခင်မောင်ကနောင်တရမိတယ်။ကိုနိုင်ကြောင်နေပြီနော်။ ကိုဦးကလည်းခုထီကိုမလာသေးဘူးဒီနေ့နေသိမ့်မကောင်းလို့ကားကိုဆော့ဆော့သိမ့်မယ်ဆိုပြီးတော့နော်အုံနာကြီးအောင်ရသေးရလားမသိပါဘူးဟေးဒီနေ့တော့၄90လောက်အိမ်ပြန်ပါမှဖြစ်မှာအိမ်မှာငွေပြတ်နေပြီတောင်းငယ်လေးရလေကိုကနှွေတီတီနဲ့ဆရာဝန်များပြရအောင်မလားမသိဘူးကွာသွေးလိုတုတ်ကွေးတော့မဟုတ်ပါစီနဲ့ကြောင်လုံးလို့ပါဟောပြောရင်းဆိုရင်လာပြီလားမသိဘူးရှင်တာယာတော့ပြောရင်မရှိလာတဲ့လေဘင်းကားလေးအတန်ကိုကြားတော့ နှွေလေကောင်ထောင်သွားတယ်။ဆက်ကတူအူဩပြီးကိုရဲကကြလိကြလိနဲ့တန်ဆုံမြင်းနေတဲ့ကားဟုတ်ကလေးကဂျန်းခွက်တီနဲ့ပြည့်နေတဲ့လမ်းလေးကိုတလူလူတလိလိနဲ့ဝင်လာပြီးအိမ်ရှိမှရက်တာပေါ့။ဟေးအကူကြီးရဲ့ကားပေါ်မှာချင်းနောက်တစ်ဖက်အိတ်တစ်ဖက်ဆွေးပြီးတော့ဆင်းလာတဲ့အကူကြီးကိုမြင်တော့လင်းတွေကပျော်သွားတာပေါ့။ဒါပေမဲ့လေဒီမှာတင်မလို့ထင်းနေဆိုပြီးတဆက်သေးစဉ်းစားမိတော့အတော်လေးလေးစိတ်ညစ်သွားတယ်။အိမ်မှာကချင်းအောင်အပိုးလည်းမရှိဘူး။ ဆောင်ခေါင်းအုံးလည်းမရှိဘလို့လို့ရပါမလဲခွဲသိထားတဲ့တာကြီးကိုပါငါတို့ချင်အောင်နဲ့ပြန်ထင်းပြီးတာကြီးချင်အောင်ကိုပဲထောင်ပေးလိုက်ရရင်တော့ဖြစ်ပါရင်음ငါတို့ချင်အောင်နဲ့မှာတော့လေတာကြီးရောတာငယ်ရောအကန့်အကျောက်ကကျမ်းမာပြီနဲ့မနက်မိုးလေးရင်ကိုရီလက်တွေကိုနာနေတော့မှာပဲဆက်ထမြင်တဲ့အုံနာကချက်ချင်းပြီးတတတနဲ့စဉ်းစားမိတာပေါ့လိုက်ယုံပဲအေးသမီးမဆရသေးဘူးဆိုရင်တော့အခက်ပဲအိမ်မှာဘာဟင်းမှလည်းမရှိတော့ဘူး ထမင်းလည်းနည်းနည်းပဲကြံနေမတက်နိုင်ပါဘူးထမင်းကိုလည်းဟိုဘက်ခန်းကလှန့်တောက်လိုက်ရုံမို့နောက်ပြီးဘဲဦးနှလုံးပြေးဝဲပြီးကြော်ပေးလိုက်မင်းဖယားမလို့လမ်းထိပ်ကကိုစိုးဆိုင်လေးမပိပါစီနေအောင်မအိပ်ပါစီနေအောင်ရှင်နေရာမှာအပြေးထားပြီးအကူကြီးလက်ထဲမှာချင်းနေအိတ်ကိုစီးကြော်ယူရင်းနဲ့အုံနောက်ကစီစဉ်နေမိတာပေါ့နှုတ်ကတော့လေအကူကြီးရထားနေလားလာရင် နောက်ကြရင်နော်တားရင်ကိုစော် ရေရေတုတ်ခတ်ခဲ့ပြီးတော့လေမမစီယူခဲ့ဇန်းလို့ပြောတာပေါ့ရထားကကွာလမ်းမှာပြက်နေလို့အဝင်နှောက်ကြသွားတာကာကတွေကလည်းဈေးကြည့်လိုက်တာဟာသူ့ဝနာကိုဘလောက်တောင်းနေအောင်မေးလေ90လေးဗျာဥခင်မောင်ကထန်းလက်ကလတ်တိုင်းမာကြောကြောပေါ်မှာသူ့တကိုယ်လုံးကိုပုံချလိုက်တာပေါ့အဲ့ဒီလောက်မှမတောင်းရင်လည်းမကြိုက်ဘူးအကူကြီးရဲ့ဓစီစီကကြီးအုံနာစီကလည်းကြီးတူလီမူလီအသေးမွှာပြက်တော့လေကုခါကူပြင်းဆိုတော့ ို့အတွက်တညလင်း90ကျန်မှုအတော်ပြင်းမရတော့တခါတလေလူပြတ်တယ်လမ်းတယောက်ထဲလီလမ်းမပြောင်းတော့လဲအခန်းရှင်းခီးသေးကကိုစီကပြန်လူသွားရလဲရှိသေးတယ်မကြားမိဘူးလားပစ္စည်းလူယုံမကားလို့လူတက်ပြီးတော့ကားမှာလူသွားတာလင်းလောက်ကင်စားရတာလဲမလွယ်ပါဘူးအကိုကြီးကလင်းတွေကညှညူတာပေါ့ပြီးတော့မှအိုးအကိုကြီးလေရေကလေးအလင်ချိုးလိုက်ချင်းသေးတယ်ဟာဥက္ကေမောင်ကဝန်ကနေတန်းတာပေါ့ တော်ပါသေးရဲ့ညင်းကြီးကရေတစီဝဲထားမိပဲလို့လင်းတွေကကြိတ်ပြီးတော့တက်ပြင်းချတာပေါ့မြို့သည်ရဲ့ရေထုတ်ခါကိုမြို့သည်မှာနေတဲ့သူတွေသာသိကြလိမ့်မယ်ထင်းနေမဟုတ်ရောမမြင်ပါလားကွကားထွက်ဆွဲရလီဟာနင်တို့တွေစီးပွားရေးတောင်းညက်လာကြီးလားတိုက်ဆောက်တော့မလို့လားကွအကိုကြီးကလည်းနော် အကိုကြီးတို့အိမ်မှာရောစီတပိတ်သား65ကျက် အာလူတပိတ်သား9ကျက်ကျင့်သုံးတပိတ်သား10ဝဲ300ပဲမဟုတ်ဘူးလား မမစုကဘာမှမညည်ဘူးလားအကူကြီးရတဲ့လာကနဲ့စားလောက်တလားရှင်ကိုဦးက320စကီးဆိုတော့တိတ်မစိုးဘူးလို့ပြောရမှာပေါ့လေလင်းနယ်ကလေးရှိကြီးနဲ့ပြောတာပေါ့ဥခင်မောင်ကလက်ကရင်တော်ပါတော့ဟာငါသိပါတယ်နင့်ကိုနောက်တာပါလို့ပြောတဲ့အထီကိုစကားကိုမရက်ချင်ဘူးဥခင်မောင်ကဘာမှပြန်မပြောတော့ပဲရည်နေတာပေါ့ဥခင်မောင်လည်းရေချိုကန်ထဲဝင်သွားတော့မှလင်းနယ်ကလည်းတစ်ဖက်ခမ်းမှာထမင်းကြံကိုအာနာနာနဲ့တောင်းရတယ် ျက်စိမိဖို့လေးလေးကမန်းကရံဖွင့်ပြီးဘဲဟုကိုမှွေပြီးကြော်တာပေါ့တော်သေးရဲ့ဟေးဒီနေ့မေးလာပြီလို့မိမြမလာရင်လေမိသွေးမိဖို့ကြီးပြန်တွင်းနေရရင်တော့ဒုက္ခပဲဟေးရီကိုလည်းပြန်တွင်းနေရင်မှလင်းရွယ်ကထမင်းပွဲပြင်စဉ်းစားတာပေါ့အိမ်ငိုင်နေတဲ့တာကြီးကိုလေတာသွာအမေတို့ချင်အောင်လဲမှာပဲအိမ်နော်ညီလေးနာသိမ့်မကန့်နဲ့မင်းတို့နှကောင်လုံးကအိတ်ကျန်းကျန်းနဲ့တယောက်နဲ့တယောက်ကန်းကြောက်နေဦးမယ်လို့ပြောတော့ တာကြီးကနားခမ်းပြီးအီစီစွာအပေါ်ထက်ကိုတက်သွားတာပေါ့အသက်ရှင်နေပြေးပြီးဖြစ်တာကြောင့်မိဘရဲ့အခက်အခဲကိုအတန်ငယ်နားလည်နိုင်စွမ်းလဲရှိလာပြီးထင်နေတားငယ်သာဆိုရင်တော့လေတားချင်အောင်လေတားအိမ်မင်းမမီတို့နဲ့အိပ်ဖို့အဲ့ဒီပပကြီးကိုပြန်ခိုင်းလိုက်ဆိုပြီးပြောပြီးတော့ငိုလိုက်မယ်ထင်နေထမင်းပွဲကလည်းမမြဆဆပြင်စရာမရှိဘူးထမင်းတပကံဘဲဥကျော်တပွဲငပိရဲ့ကြဲကြဲတခွန်းနဲ့ကစုံယုံနီပြုတ်ကလေးကငါးပင် တခွာတိကနှစ်စိတ်သာရှိတာပေါ့ရင်းနှွေးချံဦးနဲ့ရင်းနှွေးချံပကံလုံးမှချပြီးအာဖြစ်ထားပြီမဲ့လေတည်ပြီးတော့မမြန်ဆန်ဆန်မရှိလာဘူးပေါ့ငါတို့ငငယ်တုန်းကလေမမေစင်းကပြန်လာရင်ပစုံနေနိုင်ပြီးမိဖို့စားကြတာတတိယမိတဲ့နောက်ပြီးအာလူတွေရော အကိုကြီးကအာလူမိဖို့ဆိုရင်တိတ်ကြိုက်တာအကိုလေးကတော့ကျွတ်တုံပြူဥတလုံးကိုလေမိအောင်ပြီးတော့ချူရေဟနောက်ပြီးဤပေါက်တဲဟာနဲ့ပျော့ပျော့ပြီးတော့ကျွေးတာလေ တခါတော့ကတော့ရွှေငပြောတီကြီးတပီးလုံးကိုသုံးယောက်သားခိုးပြီးတော့တခူးပေါ်လေးတက်စားကြတာအကိုလက်ဆိုလေဘိုက်ကြီးအင်းပြီးပက်လက်လက်အိတ်နေရသေးတယ်။နောက်ပြီးတယောက်အင်ကိုတယောက်အိမ်လဲလဲကစားကြတာရော သိပ်ပျော်စရာကောင်းတာပဲ။အဲဒီတော့ကအိမ်ပါရှင်။ဒါကလေးသုံးဆောင်လိုက်ပါအောင်ရှင်နဲ့။ကြောင်အိမ်လေးကခိုးလာသမျှကိုပကံတေးသေးလေးနဲ့ထည့်ကျွရတာလေးသိပ်ပျော်တာပဲ။အခုလဲလေငငယ်တော့ကငါတို့ကစားရသလိုပဲ။ကြွားပါရှင်။ လာပါရှင်သုံးဆောင်ပါရှင်နဲ့ပြောနိုင်ဘလောက်ကောင်းလိုက်မလဲအခုတော့မိဖို့ကြောင့်ငဲကြည့်ရပတ်စံအိမ်ငဲကြည့်ရနဲ့လင်းရွယ်အရှိကြီးကိုစဉ်းစားမိပြန်တာပေါ့ဟွန်းကြည့်ရတာမှလေရေချိုးခန်းလေးကရေကအဆအိတ်သာသုံးနဲ့ဆက်ကူကအဆငဲကြည့်နေရတာရှင်ရေအကုန်လုံးပတ်စံကြီးပဲဆိုပြီးအတန်ထွက်ပြီးညင်လာခြင်းစိတ်နဲ့ပေါက်လာတယ်အကူကြီးထမင်းစားနေတော့အပေါ်ကမှချနာကူယူလာပြီးတော့အိမ်ရှိကူပြစ်မှာထောင်းပေးလိုက်တာပေါ့ အောင်မာဖျားကအနာအနေငယ်စုပ်နေပြီမဲ့လည်းမတက်နိုင်ဘူး။နောက်ဖျားတစ်ချက်ကပိုပြီးတော့ဆုပ်နေသေးတဲ့ခေါင်းကတော့သူ့ခေါင်း အင်ကိုပဲခေါင်းဆိုအစ်စ်လဲပေးလိုက်ရတာပေါ့။ဆောင်းကတော့ရှူးရှူးစော်နဲ့နည်း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 တောင်းငရငါးနှစ်ကျော်နေပြီဖြစ်ပေမဲ့လည်းသိရမပြတ်သေးဘူး။သူရှူးရှူးမပန်းဘူးလေဆောင်းကိုမရှိတာ။ဆယ့်နှစ်နာရီထိုလူနေပြီမှကိုဦးကပြင်ရောက်လာတာပေါ့။ဟာအကူကြီးရောက်နေရလား။အလို့ကိစ္စလာလာလား။မမဆူရော။ ေကောင်းရင်လာခမညာဆိုပြီးတော့ပြပြငငါနှုတ်ဆက်ပေမဲ့လေသူကျိုးစရာကြီးကစီပိုင်းဖိခဲ့တာကြံလို့ရာကြောင့်အတန်ငယ်မျက်နှာပြက်ချနေတယ်။ပြင်းပန်းနေဗျာ။အိတော်မဲဆိုပြီးအချောင်းပြပြီးတော့အိယာစောစောဝင်သွားတာဗော။အကိုကြီးရောအိတော်လီဆောင်းကတော့တင်းနဲ့နဲ့နဲ့နင်းနေ။ငါတို့အိမ်မှာလည်းမထူပါဘူးဟာ။ဥခိမောင်ကချင်တော်နေဝင်ရင်ယထားကလည်းခုံမောင်းတလာမမင်းနေကွာ။လူကိုကန်ရိတ်ထားတဲ့အတိုင်းပဲဆိုပြီးတော့ပြောတာဗော။ လင်းရွယ်ကမင်းပိတ်ခင်အကိုကြီးရောတတိမဖြစ်သေးဘူးလားလို့နတော့ပြပြောင်းပြောတာပေါ့ကိုခင်မောင်ကပြက်လုံးကောင်းတစ်ခုကိုကြားလိုက်ရသလိုရည်တယ်ငါလားစူထားလိုက်တဲ့ပစ္စည်းနေတာမဟုတ်ဘူးကွာအိမ်နောက်ဖေးကတွင်းထဲမှာကြီးပဲလို့ပြောတာပေါ့လင်းရွယ်ချင်အောင်လေးရောက်တော့ကိုဦးကအိပ်ပျော်နေပြီးသားငယ်လေးကတော့ကိုပူကြားပြီးတော့ချွေးအတန်ငယ်ဆုတ်နေတာပေါ့တော်သေးရဲ့ဟေးသူ့လိုတူကြီးတော့မဟုတ်နိုင်ဘူးဒီလိုနဲ့စိတ်သက်သာရရမိစင်မှာ ။သားကြီးကမိမိယာဘာကြီးကလဲမန္တလေးကတဆင်လာတာပဲဟာထိုးမုံလေးလောင်းမုံလေးတော့ဝယ်မလာဘူးဆိုပြီးတော့အချင်းမူတူပြောတာပေါ့။နေထိုးမုံတွေလောင်းမုံတွေကဘယ်ဈေးဖြစ်နေပြီလဲမှမသိတာ။ဝင်နေမလားဟဲ့။လင်းနေကခလေးကိုငေါလိုက်ပြီမဲ့လဲစိတ်ထဲမှာတော့ဟုတ်ပါရဲ့အကိုကြီးကလည်းအနည်းဆုံးတော့မစီမာဈေးတိတုတ်ကလေးဖြစ်ဖြစ်ပေါ့။ပါလာဖို့ကောင်းပါရဲ့ဆိုပြီးတော့လဲတွေးမိတယ်။သူတို့တွေလည်းချမ်းသာနေလောက်ပြီး မမစုကအထိန်သိမ်းအဆူဆောင်းကောင်းနေအကိုကြီးကလည်းချွေတာတက်တဲ့တကယ်ဆိုကိုညီမလေးပဲ2000မျိုး3000မျိုးအရင်နီလေးထုတ်ပေးရင်ဘယ်လောက်ကောင်းမလဲအိမ်ရှိမကအလှကုန်လေးအစအိမ်သုံးဆေးလေးအစရောင်းရရင်အိမ်လုံးလဲမပြတ်အမြန်ဆွန်းလဲရဟန်ကိုကြာနေပါလင်းရွယ်လက်မောင်းကောင်းအိုးအိမ်ပြီးတွင်းနေရင်နဲ့အိပ်ပျော်သွားတာပေါ့အိမ်မက်သေးမှာအကိုကြီးကပတ်စံတစ်ထပ်ကြီးပေးတယ်လို့လဲမှတ်တယ်နောက်တနေ့မနေ့အိယာနုံတို့ချင်း ျက်စိနှလုံးမပွင့်မီမှလင်းနယ်ရဲ့ခေါင်းထဲကိုလေရောက်နေကြအတွေးလေးက ပြေးဝင်လာတယ်။ဒီနေ့တော့ဘာဟင်းချေရပါမလဲ။လင်းနယ်ကဒီအတွေးကြီးကိုပြန်ပြီးတော့ထုတ်ရန်ကြိုးစားပေမဲ့လည်းမအောင်မြင်။ချင်းရင်ကောင်းရင်ပြောင်းပြန်ဆောက်ထိုးမူးမြော်အိတ်နေကြတဲ့သားနှံကောင်ကိုဆောင်းချုပ်ပေးပြီးတော့အိယာမထားရဲကိုဦးကတော့နေရံပဲလှဲပြီးခက်ခွခွေအိတ်နေတာပေါ့။မြင်နာသည့်တနခါရည်ကျဲပို့ပြီးစပင်ကိုတပတ်ရှူဆွဲထုံပြီးအတံငယ်လက်တဲ့အင်ကြီးကိုလေးတဲ့ ဒီလုတ်တွေကိုဇယ်ဆက်တလို့လှုပ်ပြီးတော့လင်းရွယ်ကကိုဦးရဲ့အင်ဂျီတွေကိုနှိုက်ရတယ်။၁၀တန်၅ရက်၅ချက်တန်၃ရက်တွေ့ရတော့ပျော်သွားတာပေါ့။ဘာစားမလဲအကိုကြီးလွေတာချက်ပါဟာ။အကိုကြီးကလည်းခြေနာကိုဖြုတ်သိမ်းနေတာပေါ့။လွေတာတော့ဘာမှမလွေဘူးအကိုကြီး။အကုန်ပတ်စံခဲကြီးပဲလင်းရွယ်ကစိတ်ထဲမှာပြောတာပေါ့။ရော်ဟေးဈေးဘူးချက်သားလေးဝယ်ခွေးကဆိုပြီးတော့ အစိတ်တန်နှစ်ရွက်လောက်လေးပေးလိုက်တော့ဘာဖြစ်မလဲဆိုပြီးဆက်ပြီးတော့စဉ်းစားနေမိတာပေါ့ဒါပေမဲ့သူ့ကိုဥခင်မောင်ကတော့ဒီလိုစဉ်းစားမိမယ်တော့မတူဈေးဘက်ကိုခတ်တူတူရှောက်လာတဲ့ခါမှာအေးအေးလွင်လွင်အင်းရှိကြတော့ကလေးတွေကစားနေတာကိုတွေ့ရတယ်အေးအေးလွင်ရဲ့သမီးအကြီးမလေးကဓာန်အိုးတဲအိုးတတိလေးတွေထဲမှာတည့်ရလေးတွေကိုလှိထည့်ထားတယ်ဒုတ်ချောင်းတတိလေးနဲ့ထိုးမွေနေတာပေါ့သားငယ်ကောင်းကချက်သားဝတ်သားဘဲသားပစွန်ငတ်တလောက်ပေါင်း မဲနဲ့ငဘယ်တော့ရမင်းခရမ်းသီးနဲ့ချက်မောင်ကျော်ရမယ်ဆိုပြီးဘေးကနေအော်နေတာပေါ့။အော်ဖုံဖုံဖျားကရော့ဆွမ်းပါဖျားဟိုကအမကြီးလေးဘာဟိနဲ့သုံးဆောင်ပါလေ။ဒီဘက်စပွဲမှာနေရာရှိတယ်လို့ဆက်အော်တော့လေးနယ်ကပြုံးမိတာပေါ့။အေးအေးလူရဲ့အမတယောက်ကလည်းမြို့ထဲမှာထမင်းဆိုင်ဖွင့်ထားတယ်လို့လည်းကြားဘူးတယ်။ကလေးတွေကလည်းသူတို့မြင်သမျှကြားသမျှကိုအတုမြင်အတွက်တင်ကြဟန်တူတာပေါ့။ဂျိုင်နဲ့ထဲပေးလိုက်တော့ရေ အိမ်မှာအိတ်တွေရောက်နေလို့သမီးအလက်မကကစားစရာတန်းချိုက်တိတိလေးကိုလှမ်းပေးလိုက်တဲ့ဘာဟိနဲ့ထိရမလဲအမကြီးကျက်တာဝတ်တာဘဲတာပစွန်ဘာအပေါဆုံးနဲ့အလက်မကဟင်းရွက်တွေကိုကုန်းပြီးတော့ကြည်တာပေါ့တပြင်းချရင်လေပေါ်တာကူပဲထဲပေါ်တာကူပဲထဲဟိအဲ့တဲ့ကျွေးတာပဲအမကြီးကလည်းပတ်စံအကုန်ခံပြီးတော့ကောင်းကောင်းလေးကျွေးပေါ့အိုးအကုန်မခံနိုင်ဘူးတော်ရင်ကုံစရာလည်းမရှိဘူးငါလေးပေါ်ပေါ်ပဲစားရတာ ဲ့တဲ့ကိုလည်းပေါ်ပေါ်ပဲကျွေးရမှာပဲအလမကခေါင်းတရရန်လက်တရရန်နဲ့မျက်နှာကိုရှုံက ပြောတာဗောဒီပြောရင်ဒီမူရာတွေကိုသူ့အမေစီကနေဓာတ်ရဲ့ကူးယူထားသလားဆိုပြီးတော့လင်းတွေကလည်းတွေးမိတယ်အကြီးမားကလည်းခြိုက်နေကိုတတိနုံနုံလှိထားတဲ့မျက်တွေကိုထည့်ပေးလိုက်တာဗောသူက ရောပစံဆိုပြီးတော့ဟန်ဆောင်ပေးလိုက်တယ်ကလေးဆောင်ထိအစုပ်ကလေးကိုလေဂျိုင်းချညံပြီးတော့ဂျိုင်းပုံစံလေးကိုဆွဲပြီးပြန်လှည့်သွားတာဗော အကြီးကောင်ကကြက်သားဝက်သားဘဲစားပစုံဆိုပြီးတော့ဆက်ပြီးတော့အော်နေတဲ့အခါမှာလင်းနဲ့လေချင်းအောင်ပေါ့ပေါ့လေးကိုလေးလံကွာဆွေးရင်ဈေးဘက်ကိုဆက်ပြီးတော့ရှောက်လာတာပေါ့ဟိုဘက်ဒီဘက်ကိုမကြည့်တော့ဘဲနဲ့မိကြီးကိုသာငုံကြည့်လာတယ်ကြကြံပပန်းကစားလေကစားတက်တက်ကလေးတွေဆိုပြီးတော့တူရင်ပြုံးနေမိပြင်မဲ့လေရှင်နှင်းမှာတော့ငိုချင်နေမိတာပေါ့ အဆုံးထိနောက်တော့ဆင်းမိခဲ့ကြတဲ့ Vomis Library ပရိသတ်များအားလုံးစိတ်ကြမာခြင်းကိုယ်ဤချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလို့ Vomis Library Audio ဝိုင်းတော်သားများအားလုံးကဆုတောင်းပေးလိုက်ပါတယ်။နေ့စဉ်တိုင်းဆောင်းကောင်းလေးကိုဖျက်ပြပေးသွားမှာမလို့ Vomis Library Audio Channel လေးကို Subscribe လုပ်ထားပြီးကြပါအောင်တော့အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရရှင်။